သွေးတိုးရွာကကြောင့်ဆေးရုံအရေးပေါ်တင်လိုက်ရကနောက်ဆုံးအချိန်ရောက်နေတဲ့လူရှင်တော်ထိန်းတောင်းပရိသတ်များလုံးမင်္ဂလာပါရှင်။ဗောင်မီစနောင်းကနေပြန်လဲကြိုးစွလိုက်ပါရယ်။ပရိသတ်ကြီးရင်ပြင်းထန်တဲ့နှွေရသည့်အပူချိန်ကြောင့်သွေးတိုးရွာကနဲ့ဆေးရုံပေါ်မှာအသက်လွတ်နေရတာကတော့လူရှင်တော်ထိန်းတောင်းဖြစ်ပါရယ်။လူရှင်တော်ထိန်းတောင်းဆိုတာကမြမပြည်သူတွေရဲ့နှလုံးသားကိုရေမောတန်တွေနဲ့ဖြည့်ပေးခဲ့သူဟာတာလောကရဲ့နှစ်ပေါင်းများစွာထင်ရှားနေတဲ့ငွေကျယ်ပွင့်တပွင့်ဖြစ်ပါရယ်။ အထူးသဖြင့်နောက်လူရှင်တော်ဒိန်းထောင်ကပရိသတ်တွေကိုပြက်လုံးတွေဟာတာအစွမ်းတွေနဲ့စိတ်ပင်ပန်းပြေပြောက်ကရင်မောစေခဲ့သူပါဒိန်းထောင်ရဲ့ဟာတာပြက်လုံးတွေက မပြုံးမဲနဲ့ဝလုံးခွဲရင်ရစေပြီးတော့လူတိုင်းရဲ့စိတ်ထဲမှာအမတ်တရားဖြစ်ကြံရစ်ခဲ့ပါတယ်။ဒါကြောင့်လည်းဒိန်းထောင်ကတာမန်အညာတရားဇက်လူရှင်တော်ဘဝကနေအမြင့်ဆုံးနိုင်ငံကျော်လူရှင်တော်ဘဝကိုရောက်ရှိလာတာဖြစ်ပါတယ်။ဒိန်းထောင်ကခင်လိုင်းနဲ့တွဲပတ်ပြီးတော့ဒိန်းထောင်ခင်လိုင်းကြီးကိုဟာတာအဖွဲအဖြစ်ရုပ်ရှင်ဇက်ကားတွေအလုပ်ပွဲတွေမှာပရိသတ် ်တွေတဝဝတဟာရရအောင်ဖျော်ပြခဲ့ပုံတွေကသူရထူကြတဲ့အနုပညာစွမ်းရည်နဲ့ဟာတာပညာအရေးချင်းတွေကိုတတ်သိပြသလို့နေခဲ့ပါတယ်။ ဒါတင်မကသေးပါဘူးလူရှင်တော်ဒိန်းအောင်ကဟာသာတယောက်ဆောင်ဟာသာလူရှင်တော်အဖြစ်သားမကသူကမြန်မာနိုင်ငံရဲ့ဟာသာပညာရှင်များအသိဥက္ကဋ္ဌအဖြစ်လူရှင်တော်တွေရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးပြဿနာတွေကိုကိုညီဖြေရှင်းပေးနေတဲ့သူပါဘဝတူအမှုပညာရှင်တွေအတွက်အစာဝတ်နေရေးပြည့်လည်အောင် မျှဝေထောက်ပံ့ပေးခြင်းကသူရဲ့ပရာဟိတစိတ်ကိုထင်ရှားစေပါတယ်ဒီလိုမျိုးစေတနာထားပြီးတော့မြန်မာနိုင်ငံဟာသာပညာရှင်များအစီအယုံဥက္ကဋ္ဌအဖြစ်လှုပ်ရှားနေတယ်လို့ပရိသတ်ချစ်တော်လူရှင်တော်တအုပ်ဖြစ်တဲ့တယောက်ဆောင်ဒိန်း တောင်ဟာမကြသေးမီကသွေးတိုးရောဂါအခြေအနေဆိုးဝါးလာပြီးတော့အောက်ဆီဂျင်ပိုက်တက်ကအရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်းသိရပါတယ်။အခုဆိုရင်တော့ဒိန်းနောက်တယောက်ဆေးရုံပေါ်မှာအောက်ဆီဂျင်ပိုက်တက်ပြီးတော့လဲနေတဲ့ဓာတ်ပုံတွေကအင်တာနက်ပေါ်မှာပြန့်နှံ့လာတာဖြစ်ပါတယ်။ အလုံးသေးကြတဲ့အတိုင်းအခုချိန်ဟာနွေရာသီပူပြင်းမှုကြောင့်သွေးတိုးရောဂါရှိသူတွေသတိထားရမယ့်အချိန်နဲ့ကြုံတွေ့နေရချိန်မှာအခုလိုမျိုးဒိန်းတောင်ရဲ့သွေးတိုးရောဂါကြောင့်ဆေးရုံတက်ရတဲ့အချိန်တွေကပိုပြီးတော့ဆိုးရင်စရာဖြစ်စေခဲ့ပါတယ်။ဆေးရုံကနောက်ဆုံးရသတင်းတွေအရတော့သူကကုသမှုတွေခံယူပြီးတော့သက်သာလာပြီဖြစ်ကြောင်းသိရပါတယ်။ဒါပေမဲ့သွေးတိုးလိုမျိုးနာသာရှည်ရောဂါတွေတွင်နေနဲ့ရာသီဥတုအပြောင်းလဲမှာပုံမှန်ကရုဆိုင်ဖို့အတွက်ဆရာဝန်တွေကအကြံပြုထားပါတယ်။ပြည်သက်တွေကတော့လူရှင်တော်ဒိန်းတောင်ကိုအမြန်ဆုံးကျန်းမာပြီးနေပြန်ကောင်းလာစေဖို့လူမှု ကရင်ဆာမျက်နှာတွေမှာဆူတောင်းစကားတွေအားပေးစကားတွေပြောနေကြပါတယ်။ဘာဝဲဖြစ်ဖြစ်တရုတ်ဆောင်ဒိန်းအောင်ဆိုတာမြန်မာပြည်သူပြည်သားတွေရဲ့ရင်ထဲကအချစ်တော်လူရှင်တော်ကြီးတဦးဖြစ်ပြီးတော့ရုပ်ရှင်ဇာတ်ကားတွေအငိမ့်ဇက်ပွဲတွေနဲ့အတူပရင်းသက်တွေကိုပျော်ရွှင်ရင်မောအောင်လုပ်ပေးနိုင်ခဲ့တာပါ။ဒါကြောင့်လည်းဒိန်းအောင်တရုတ်မြန်မာနေပြန်ကောင်းနိုင်ပါစေ။အနည်းပညာအလုပ်တွေပြန်လုပ်နိုင်ဖို့အတွက်မျှော်လင့်နေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရင်းသက်တွေကရောသွေးတိုးရောဂါကြောင့်အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့လူရှင်တော်ဒိန်းအောင်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးတော့ ားခဲ့ပါအောင်ရှင်အဆုံးတကျရှုပေးအတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်